ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကအကူအညီပံ့ပိုးပေးထားဖြစ်ပါတယ်စောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွဲစမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ် ပထမဆုံးသွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲမင်္ဂလာပါစကောနေပြီးတော့ကြိုဆိုလိုက်ပါရဗျာလက်ရှိဂျပန်နိုင်ငံမှာရှင်ပြိုင်ပီစီသွားတဲ့182ပြိုင်ပွဲမှာကျွန်တော်တာဝန်ချိုင်းကလည်းရှုံးခွေကြုံတွေ့ခဲ့တယ်တာကယ်ရိုနဲ့ရော့ထန်တို့ရဲ့ပွဲတွေပေါ့နော်ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်နဲ့ကိုစိုးညီရောနဲ့ပူးပေါင်းတက်ဆက်ပေးတော့မှာဖြစ်ပါတယ်အကိုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုပွဲတွေပေါ့အကိုဘယ်လိုမြင်လဲပေါ့နော်ဒီနှစ်ပွဲမှာကျွန်တော်တို့မထင်တာရလက်စက်ထွက်တယ်ဒီရော့ထန်ဆိုလို့ရှိရင်တာကယ်ရိုဆိုစီပဲနောက်အောင်လှုပ်သွားတယ်ပေါ့နော်အဲ့လိုအခြေအနေကြီးဈားထဲမှာ အဲပွဲကျွန်တော် atmosphere ပြီးပွဲအခြေအနေပွဲလှည့်ပြောင်းနေပေါ့နော်အဲ့တော့အကိုရဲ့အမြင်လေးကိုသိကြပါတော့ဘူးပြီးွားတာမကြသေးတယ်မိနစ်ပိုင်းလောက်ပဲရှိသေးတယ်ညီတို့ကိုတို့တူတူကြီးကဂျပန်နိုင်ငံမှာလုပ်လဲ1 championship က172ပွဲအဲ့ပွဲမှာမထင်တဲ့ပွဲရလက်တွေတော်တော်များများထွက်ခဲ့တယ်သူသဖြင့်တာဝန်ချိုင်းပွဲစဉ်ဆိုရင်လည်းတာဝန်ချိုင်းကိုနိုင်မယ်လို့ထင်ကြတယ် favorite လည်းဖြစ်တယ်နောက်တစ်ခါအဓိကခေါင်းပွဲဖြစ်တဲ့ rotan နဲ့ takeru ပွဲအဲ့ပွဲမှာလည်း အကျိန်းနဲ့ပွဲကြီးဝဲကောင်းတို့ကြီးကြရပြီဆိုပြီးအားလုံးစောင့်မျှော်နေကြတာဒါပေမဲ့ပထမအကြိမ်10မိနစ်နဲ့စက္ကန့်20လောက်ပဲရှိမယ်ဒါခရစ်လေလို့ခံပြီးရှုံသွားတယ်ဒီကကောင်းပွဲနဲ့ဝဲအဆက် result တွေအဆက် result လို့ပြောလို့မရရအောင် amazing result တွေပေါ့နော်မျော်လင့်မထားတဲ့ရလက်တွေထွက်လာတယ်အလို့ပဲရှေ့ပိုင်းပွဲစဉ်တွေမှာလည်း store weight တို့ store weight တန်းမှာဆိုလည်းဒီတိုင်းပဲ champion ယူတဲ့ထိုင်းကကစားသမားကိုဒီတိုင်းပါလာနိုင်သွားတယ် standing ကိုအဲ့လိုမျိုး လာလက်တွေသူထွက်လာတာမျိုးတွေရှိတယ်။ဒီပွဲစဉ်ကပိတ်သက်အကြိုက်တွေ့ခဲ့တဲ့ပွဲတွေအများကြီးပါတယ်လို့ပိတ်သက်ညှော်မှန်းထားတဲ့ထားတာမဟုတ်တဲ့ရာလက်တွေလည်းအများကြီးထွက်ခဲ့တယ်။အဲ့ဒါရောအဲ့ဒါတော့ဒီ172ရဲ့ထူးခြားချက်လို့ကိုထင်တယ်။ဟုတ်ကဲ့ဒီတာဝန်ချိုင်းကိုအကိုရှုံးမယ်လို့ထင်ခဲ့လားစာချီရဲ့ချိန်ပါ။ဟိုပွင့်လင်ပြောရအောင်လို့တာဝန်ချိုင်းက favorite ပဲ။ကိုကလည်းဟိုတာဝန်ချိုင်းရဲ့ကစားပုံကိုကြိုက်တယ်။ တောင်အန်ချိုင်းကိုဒီပွဲစဉ်မှာနိုင်မယ်လို့လည်းထင်တယ်သူလည်းတွေ့တာမီဆာကီနိုနိုဝါရီနော်သူမှတ်မှတ်ရရဆိုရင်170တော့အထိုင်းမှာလုပ်တဲ့170တော့အီရက်ကကစားသမားကိုကေပေါင်းစင်မှာသူနိုင်ထားတယ်နိုင်ထားတယ်ဆိုမှလည်းသူရဲ့ profile low profile ပဲရှိတယ်ဒီတာဝါချိုင်းလို့လည်းပဲမဟုတ်ဘူးဒီဂျပန်မှာလုပ်တယ်အင်ရှင်ဖြစ်တဲ့အတွက်ဒီတောင်ဝင်ချိုင်းလဲကပောက်စင်ပွဲတည်လိုက်တယ်အဲ့လောက်ပဲတာမန်လောက်ပဲကိုယ်အနေနဲ့ထင်ခဲ့တယ် ဒီပွဲမှာဘယ်လိုပဲဖြစ်ဖြစ်တာဝန်ချိုင်းရဲ့ favorite ဖြစ်သလိုတာဝန်ချိုင်းမဲ့နိုင်မယ်လို့လည်းထင်တယ်နောက်တစ်ခုပေါ့နော်ဒီအခုထိုးရတာ kick box in featherweight featherweight ရဲ့မွေထိုင်းချန်ပီယံလည်းတာဝန်ချိုင်းဖြစ်တယ် featherweight မှာကတော့တာဝန်ချိုင်းကိုဘလို့တဲ့မှာလက်ရည်တူရှင်နိုင်တဲ့ကစားသမားမျိုးတိတ်မရှိတဲ့အနေအထားမျိုးဖြစ်နေအဲ့တော့ဒီဂျာပြတ်ကပတ်လူမယ်တာဝန်ချိုင်းမဲ့လို့လည်းကိုကူရသွားမယ်လို့ကိုထင်ခဲ့တယ်ထင်ခဲ့ပေါ့အဲ့တော့ဂျာပြတ်ကပတ်လေးကြောင်းနည်းနည်းပြတော်ရှင်းပြပေးပါဦးဒီအားပေါ့ ဒီ featherweight တန်းရဲ့မွေထိုင်းမှာတော့ရှင်းတယ်တာဝန်ထိုင်းထိုင်းကလက်ရှိ champion super bone နိုင်ထားတာဒါပေမဲ့ဒီ kickbox မှာကြတော့ champion super bone ဖြစ်နေတယ် super လက်ရှိ champion super bone ကအခုချိန်မှာနာဝပြီနာဝတော့ champion ကဘက်ကဘယ်လိုခေါ်မလဲလက်လွတ်သွားတဲ့ပုံစံမျိုးဖြစ်သွား champion မရှိဘူးပေါ့နော် champion မရှိတော့ဒီ kickbox ကဘက်ကိုယူကြတယ်ဂျာပြတ် champion လူပွဲပုံစံမျိုးပေါ့နော်အဲ့ဒီတော့ဒီတာဝန်ထိုင်းနဲ့အခု misaki nori နဲ့ကဒီဂျာပြတ်ကဘက်ကို ူကြရတယ်အဲ့ဒါပေါ့ဗောနော်အဲ့တော့ဒီခုနဒီအစမေကုန်းမှာလို့ဗောနော်ဒီတာဝန်ချိုင်းကဒီပွဲကိုဗောနော် turning point လို့ပေါ့ပြောရမထင်လဲကိုဒီဘက်မှာကျွန်တော်အမြင်ကတော့သူကဒီအမတ်ရမယ့်ပုံစံမျိုးနဲ့ကစားနေတန်လန်နေရနေဒီပြန်ပက်ရဲ့အလှည့်ပြောင်းမိပြီးတော့ရှုံသွားတော့မြင်တယ်ဗောနော်အဲ့တော့သူကဒီပုံစံတိုင်းဆက်မသွားဘဲနဲ့တိုက်စစ်ကိုဒီထက်ပိုကောင်းကောင်းပုံဖော်ပြီးဒါဆိုဖျားပေးပြီးကစားနိုင်မယ်ဆိုရင်တော့တာဝန်ချက်နိုင်နိုင်မယ်လို့ထင်လားတာဝန်ချက်ရတော့ညီလေးကအကူမြင်လားတော့တာဝန်ချက်ညီစနစ်ကောင်းနေပြီဟာရော ကောင်းတဲ့ကစားသမား5 and 2လည်းမြင်တဲ့ကစားသမားကိုလို့နေတယ်ဒီပထမအချိန်မှာဒီဒီပထမအချိန်ကိုတာဝန်ချမ်းကောင်းကောင်းလေး control လုပ်နိုင်တယ်အမှတ်ရလည်းတူတာနေတယ်ဒီကပွဲညီလေးမေးသလိုမျိုးဘာကြောင့် standing point ဖြစ်သွားလဲဆိုတဲ့ပုံစံမျိုးပေါ့နော်ညီလေးသိကြတာဟုတ်ကဲ့အဲ့ဒီဟာကတော့အဓိကတော့ power shot တွေထိုးခံရတာဒီ Misaki Nori ကထိုးခံမယ်အကန့်ခံမယ်လိုက်မယ်အပိုင်ထိုးမယ်သူပြူပါရှင်းရှင်းလေးပဲအဲ့ဒီတိုင်းလက်သီးတကန်းအကွာကိုသူရောင်းလိုက်ကတ်တယ်လိုက်ကတ်ပြီးတော့ body ဒီဂျောတွေမလို့လို့ရှင့် body ကိုစထိုးတယ်အရင်ဆုံးစစထိတာလည်းဒီ body shot ပေါ့နော် body shot လက်ဘယ်လက်သီးနဲ့ထိုးလိုက်တယ်အဲ့မှာတောင်းခိုင်းခြိုင်စပြီးတော့ခြိုင်သွားတယ်ခြိုင်သွားတဲ့ပြင်ကိုထင်ပါတယ်ကြတာမကြတာတော်တော်လေးနာသွားပုံရတယ်အဲ့ဒါအနေမှာတောက်လျှောက်ဒီလက်သီးတွေလက်သီးတွဲလုံးနေပေါ့နော် combo ကဘယ်လောက်ထိရှိလဲဆိုသူနောက်ဆုံးတိုင်ပွဲရိုက်လိုက်တဲ့အချိန်မှာဆိုထိုးခါလာက combo က18 18ချက်ထိရောက်ရှိတယ် ဟုတ်ဒီအကုန်ပိုးတွေပေါ့နော်သူဘလို့မှမကာကွယ်နိုင်နိုင်နိုင်တော့အဓိကတော့အပါဝါရှော့တွေကြောင့်ပေါ့တကယ်လို့ပေါ့နော်ဟိုဒီတာဝန်ချိုင်းကသူစစချင်းသွားနေတယ်သူကနေပြီးပါတိုင်းမှာသွားပဲနဲ့ဒုတိယအခြေလောက်မှာဟိုနေပြီးပါပြောင်းလိုက်မယ်ဆိုရင်ရောပွဲလှည့်ပြောင်းတာအခြားဖြစ်နေနေပြီးပါပြောင်းစရာတော့သိမ့်မလို့ကြီးတဲ့အဓိက तू ကငါကကိုပြောသလိုပဲအထင်းနာသေးတယ်သူအထင်းနာသေးတယ်ထိုးချက်ထိုးခန့်လာရတော့သူဘာမှမလုပ်နိုင်တော့လားကိုကတော့အဲ့လိုပဲပြောသူကစားထားတယ်ငါပထမအချီတချီလုံးဆိုလဲ तू အမှန်ရသူလာတယ်ဒုတိယချိန်မှာလည်းအဲ့ဒါတွေမထီခင်တွေသူအဆင်ပြေသေးတယ်ဟိုလူတယောက်ပါညီလေးရဲ့ဒီတိုက်ခိုက်ရေးအားကစားမှာတော့ပြင်းပြင်းထန်ထန် damage ပြင်းပြင်းတစ်ချက်လောက်ထိသွားတဲ့အချိန်မှာသူရဲ့ခံနိုင်ရေး resistance ကျသွားတယ်ကျသွားရဲဆိုသူမရွေးနိုင်တော့ဘူးမကာကွယ်နိုင်တော့ဘူးပြန်မတုံးပြန်နိုင်တော့ဘူးအဲ့သဘောတွေပဲလို့ပဲကိုမြင်တယ်ဟုတ်ကဲ့အဲ့ဒါနောက်တပွဲက rotate တက်ခဲလို့ပေါ့နော်အဲစောစောစစ်စစ်ပွဲပြတ်သွားတယ်ကိုအဲ့တော့ rocket ဒီ rotate kickboxing နည်းနည်းအဲ့လို record လေးအကြောင်းပြောပြပါလားကို ဟိုတချို့ကတော့ဒီပွဲကိုတခဲရူကိုနည်းနည်းလေး favor ပေးကြကြတယ်။ဘာကြောင့်လဲဆိုတော့ number 1ချက်ကဂျပန်မှာထိုးတယ်။နောက်ပြီးတော့ background ရကြည့်မယ်ဆိုရင် K-pop ရဲ့ background မှာတခဲရူကတော့ထန်နဲ့ပို့ပြီးတော့ကောင်းတယ်လို့ထင်ရလေးတွေရှိကြလို့ပေါ့နော်။ဒါပေမဲ့လည်း Rotan ရဲ့ Rotan ကဒီဘက်မှာ one မှာလည်းကြီးတယ်။သူကမွေထိုင်းပွဲစဉ်တွေမှာလည်းကြီးတယ်။ဒါပေမဲ့ Rotan ဒီလေ K-pop ရှင်အနေနဲ့ record မညံ့ခဲ့ဘူး။တကယ်ထိတ်တန့်အဆင့်ပွဲတွေထိုးခဲ့တာမျိုးရှိတယ်။ ဟိုမှတ်မိတာဆိုရင်2018-19ပတ်ဝန်းကျင်အဲ့ဒီပတ်ဝန်းကျင်ပေါ့နော်တန်ရှင်းနာစုကပါဝါနဲ့ဒီဂျပန်မှာသူထိုးဘူးလေမေဝေသားနဲ့ထိုးမေဝေသားနဲ့ထိုးပါတယ်တန်ရှင်းနဲ့တန်ရှင်းဆိုတာလေကပောက်ထဲမှာတကယ်ကဘာအဆင့်ကဘာချန်ပီယံလို့အကောင်းဆုံးနေတယ်မှာပါတယ်သူ့အတန်းမှာပေါ့နော်ဟုတ်ပြီအဲ့ဒါကိုရိုထန်ထိုးခဲ့တယ်ရိုထန်ထိုးတော့ဒီအချီပြည့်တဲ့ဒီဒီပုံမှန်အချီပြည့်သွားတဲ့ဒီသူတို့သိကြရတယ်အဲ့တော့အချီဘိုးတွေပါအားလေးတော့အဲ့တော့ထိုးခဲ့ရတယ်ဒါမဲ့တန်ရှင်းတန်ရှင်းကအမှတ်နေနိုင် တယ်ကပ်ပြီးတော့ဗောနော်တကယ်ပွဲရလဲပွဲကောင်းတယ်အဲ့ဒီနောက်ပိုင်းမှာဒီ rotan ကကစ်ပေါက်စင်ကိုဒေးဝဲထိုးထားတယ်ဟုတ်ဒီ takaroon နဲ့ပွဲမလာခဲ့အဲ့ဒေးဝဲလုံးရှုံးမဲ့မရှိတာဟုတ်ငွေထိုင်းပွဲစင်နေရာတော့များတယ်ငွေထိုင်းပွဲစင်နေရာတော့ဒီကာလအတွင်းမှာယာချီပြီးထိုးအောင်ထိုးထားလိုက်မယ်ကစ်ပေါက်စင်အနေနဲ့ကတော့ဒေးဝဲပဲထိုးထားတယ်ဒေးဝဲလဲဆိုပေမဲ့သူရှုံးမဲ့မရှိတာဟုတ်သူရလက်ကောင်းတယ်ရထားတယ်အဲ့ဒါတော့သူရဲ့ကစ်ပေါက်စင် background ပေါ့အဲ့ဒါနေအခုဒီပွဲမှာ takaroon နဲ့ပြန်တွေ့တယ် takaroon နဲ့တွေ့တော့ ဒီဘောက်တင် rule out ပါတခါရူးများအသာရမလားလို့ထင်ခဲ့တယ်ဒါပေမဲ့ထင်လာတယ်အကုန်လုံးလွဲဝအောင်ရော်ထန်ပထမအချိန်မှာလည်းလုံးပြနိုင်ခဲ့တယ်ဟုတ်ကဲ့အဲ့တော့ဒီပထမအချိန်တခါရူးကိုရော်ထန်အလဲထိုးလိုက်တဲ့ကာလအရန်နေနေလုံးနေပေါ့နော်မြန်လုံးနေပေါ့မြန်လုံးနေပေါ့အဲ့တော့အဲ့အချိန်တွင်းမှာဖြစ်သွားတဲ့ moment နေတဲ့အကိုမမတ်ရဖြစ်တဲ့ဟာလေးပြောပြပေးပါဦးအဓိကတော့ရော်ထန်ကပွဲပြီး interview မှာပြောသွားတယ်ဟုတ်ဘာပြောသွားလဲဆိုတော့အခု तू ပွဲသိမ်းသွားတာလက်ဖူးနဲ့ပွဲသိမ်းသွားတာ သူဘယ်ဘက်လက်ကဒဏ်ရာရထားတယ်ဒဏ်ရာရထားပြီးအမှားဆုံးပြန်ပြီးတော့ကောင်းကောင်းအသုံးပြုနိုင်တယ်ပွဲမှာပဲလက်ထိုးကလေးတိုက်သွားတယ်ဗောနော်ဟုတ်အဲ့လိုမျိုးပြောသွားတယ်အဓိကတော့လက်ဟုပေါ့ပထမလက်ဟုစပြီးဂျောအသက်ကိုစားထိတယ်အဲ့ဒီမှာတကယ်လို့ကြတော့မကြသေးဘူးနောက်ကိုဆိုင်ထွက်သွားတယ်ကျိုးကျိုးလန်းလန်းကတ်သွားတယ်ဒါပေမဲ့လက်ကမတင်နိုင်တော့ဂျောလွတ်သွားတယ်နောက်ထပ်လက်ဟုတစ်ချက်ထပ်ထိတဲ့အချိန်မှာလုံးဝအောင်ရုပ်ကျိုးပြတ်ကြတယ်ဒိုင်လူကြီးအမှတ်စဉ်ရည်နေတာတော့မှသူတတိမဝင်သူဘေးကိုပဲကြောင်ပြီးငေးပြီးကြည့်နေတယ်အဲ့တော့လည်း ပထမကြီးရဲ့10မိနစ်နဲ့စက္ကန့်20ပေါ့အဲ့မှာပဲပြီးပါတယ်အဲ့တော့ဒီပွဲကဖွင့်လင်းပြောရရင်တော့တခဲရုကိုပဲကျွန်တော်လည်းဒါအလေးတာတယ်ဒီဘက်မှာတာဝန်ချိုင်းအောင်ပဲလေးတာအခုအလေးတာရတွေရရှုံးသွားနောက်ဆုံးမေးချင်တာနောက်ဆုံးတော့မဟုတ်ဘူးเนาะကျွန်တော်နောက်ဆုံးဒီဒီဒီအစီအစဉ်ကနောက်ဆုံးမေးခွန်းအပိုင်းနဲ့ရောက်လာတာဒီ rotten ကိုဘယ်လိုမြင်လဲကို1ပြင်အခြားဒီပေါ့เนาะ kickbox နဲ့ပဲမှာရောသူအောင်မြင်တဲ့လူလောတာတခဲရုအတိုင်းထိုးရဆိုတော့လေအဲ့လိုအမြင်ရှိတာအခုကဘယ်လိုဖြစ်သွားလဲဆိုတော့ညီလေး rotten သိကြတယ် သူ့ငွေထိုင်းမှာတော့သူကပြိုင်ဘက်ကင်းနေပါပဲသူ့သူ့တန်းမှာရှင်ထိုးလို့ရတယ်သူ့တန်းကိုစူပါလက်ဆင်ထိုးတဲ့အခါမျိုးမှာရှင်ထိုးလို့ရကောင်းရမယ်တန်တဲ့ဟာကတော့လောလောဆယ်မှာသူ့ကိုဖိုးဖို့ဆိုတာငွေထိုင်းမှာမဖြစ်နိုင်ဘူးအဲ့လိုမျိုးပဲကစ်ပေါက်ဆင်မှာကစ်ပေါက်ဆင်အခုရော်တန်ကစားဝါးတဲ့အတန်းရဲ့လက်ရှိချန်ပီယံစူပါလက်ကိုကဒီပွဲမထိုးခင်နဲ့ကဘာလို့ကြိုပြီးတော့တွက်ကြည့်လဲဆိုတော့တာခဲရူရော်တန်ပွဲတင်သည်နိုင်တဲ့လူကကပတ်လူပဲသိသွားမယ် ဘယ်လိုသိသွားမလဲဆိုတော့စပါလက်ဟုတ်လားအဲ့တော့သိကြတယ်အနေနဲ့အမြန်ဆိုသလိုဒီဝိတ်တန်းရဲ့ကစ်ပေါက်စင်ကပတ်လူပွဲအဖြစ်ရော်ထန်နဲ့စူပါလက်ပြန်တွေ့လာမယ်။လမ်းကြောင်းကဒီလိုပဲဆင်လာတာ။အဲ့တော့သိမကြအောင်ရော်ထန်စူပါလက်ကကစ်ပေါက်စင်ခေါင်းစဉ်အောင်မှာသူတို့ပြန်တွေ့ကြအောင်မယ်။မွေထိုင်းခေါင်းစဉ်အောင်မှာတော့တခါတွေ့ပြီးပါပြီ။အဲ့တော့စူပါလက်နိုင်တာလေ။ဟုတ်ကဲ့။အဲ့တော့အခုအနေနဲ့ဒီပွဲစဉ်နေနဲ့ပတ်သက်ပြီးဖြည့်ဆက်ပြောချင်တာရှိသေးလား။ဖြည့်ဆက်ပြီးပြောတဲ့အရတော့သိမမြန်ဆဆတော့မရှိဘူး။ဒါမဲ့ ဒါအခုပွဲစဉ်တွေမှာပေါ်လာတဲ့ result တွေအရတော့ရှစ်ရှစ်ဆက်လာမဲ့ဒီ one championship ပွဲတွေကပိုပြီးစိတ်ဝင်စားစရာကောင်းလာတယ်။ဘာဖြစ်လို့လဲဆိုတော့တာဝန်ချမ်းရဲ့အနေထားရှုံးသွားတဲ့အနေထားသူအများကြီးကမ်းမတ်ပြန်လာအောင်မယ် rematch တွေပြန်လာအောင်မယ် rotan ဒီမှာတခဲရီကိုသူနိုင်သွားပြီ။သူရှိမှသူရှိမှမဟုတ်သူရှစ်ဆက်ရမယ်ခကြီးမှာ clip box စင်အောင်မှာသေချာပေါ့ super line နဲ့ပြန်တွေ့မယ်။အဲ့ဒါတွေကစိတ်ဝင်စားစရာအများကြီးကောင်းတယ်လို့ကိုထင်တယ်။ အဲ့အကြောင်းအရာတွေကိုကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ကိုအခုလိုပြပြဆိုဆိုတုံးသက်ပေးတော့ပရိသတ်တွေလည်းရှင်းတဲ့အားလဲမယ်လို့ယုံကြည်ပါတယ်ဗျ